ဒီတစ်ခေါက်မှာတော့ဗျာဗျာဒီကျန်းတင်းမှာပါတဲ့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပြီးနည်းနည်းတဲ့ဓမ္မရေးရရိုးဝတ်ချက်တစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်ပါအခုမြင်နေရတဲ့ဒီကင်းကနန်တသိန်းလေးတောင်းလေးထောင်ဒါဟာတူတူကာလရှိကြအငင်းပွားလာခဲ့ကြတဲ့အကြောင်းအရာရဲ့အထူးကဘို့ချက်ပဲဖြစ်ပါတယ်ကဲအဓိကမိခွန်ကဖာလဲဆိုတော့ဒီကင်းကနန်ကစံစာထဲမှာအမြင့်မြတ်ဆုံးလို့သတ်မှတ်ထားတဲ့ဂုံဘုတ်တစ်ခုနဲ့ ဘယ်လိုများပတ်သက်နေရလဲဆိုတာပါပဲ။ဟွန်းဒီအချောင်းကိုရှင်းရှင်းလင်းလင်းသိရဖို့အတွက်အတိပယ်ဖွင့်ဆိုချက်၅မျိုးကိုအရင်ဆုံးလေ့လာကြည့်ပါမယ်။သိရင်တစ်ခုချင်းစီမှာဘယ်လိုအထောက်ထားတဲ့ရှိလဲဆိုတာကြည့်မယ်။နောက်ဆုံးမှာတော့ဒီအငင်းပွားမှုရဲ့တကယ်အဓိကအချက်ကဘာလဲဆိုတာကိုဆွေးနွေးသားကြပါမယ်။ကဲပထမဆုံးအနေနဲ့ကျန်းစာထဲမှာဒီအချောင်းကိုဘယ်လိုမျိုးဖော်ပြထားတယ်လဲဆိုတဲ့အချက်ကြီးကိုအရင်ဆုံးကြည့်လိုက်ကြအောင်။ ဒီကြမ်းကြက်မှာတကိုလီစိတ်ဝင်စားဖို့ကောင်းတာတစ်ခုကဗာလဲဆိုတော့ကောင်းကင်တမန်တပားကသူတို့တမီးဆိုတာဘသူလဲဆိုတာကိုမြင်မြတ်တဲ့မြို့တော်ယေရုရှလင်မြို့တင်းနဲ့တိုက်ရိုက်ကြည့်ချိတ်ဆက်ပြီးဖျောပြသွားတာပါပဲ။အဲ့ဒီချက်ကနေမြင်ကျွန်တော်တို့ပထမဆုံးအတိပီဖွင့်ဆူချက်ကိုရောက်လာတာပါပဲ။ဒီအမြင်ကဘာကိုပြောလဲဆိုတော့သူတို့တမီးဆိုတဲ့ပွဲဟာအရေတော်အတိအကျသတ်မှတ်ထားတဲ့တီတန်အုပ်စုတစုအတွက်ပဲဖြစ်တယ်လို့ဆိုပါရတယ်။ဒီဆုပ်ကိုဘလို့တိဆောက်ထားလဲဆိုတော့ ကျန်းစာထဲကအချက်အလက်တွေကိုဓာတ်ရိုက်တဆင့်ချင်းတဆင့်ချင်းရှေ့ဆက်ပြီးတော့တည်ဆောက်ထားတာပါ။တာဝကြည့်လိုက်ရင်တို့ရဲ့တွဲခေါ်ပုံကဘရောက်တောင်ကျိုးကျောင်းစီလျော်တယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ဆိုလိုတာကတတို့သမီးဆိုတာဘသူလဲဆိုတာကိုမျိုးတော်ရဲ့လက္ခဏာကနေခြေရခံတယ်။အဲ့ဒီမျိုးတော်ကိုမျိုးနွယ်ဆက်ဆက်စုနဲ့တတ်မှတ်တယ်။အဲ့ဒီမျိုးနွယ်တဲ့ခြေကတသိခတ်ခန္ဓာသူစုစုပေါင်းကတသိန်း၄၀၀၀ထောင်ရှင်းနေတယ်။အဲ့လိုတတို့သမီးကတို့ပဲဖြစ်ရမယ်ဆိုတဲ့သဘောပေါ့။ ဒီကျန်းချက်ကတသိန်းလေးတောင်းလေးထောင်ဟာဘလောက်တောင်ထူးခြားတန်စင်ပြီးအစင်တန်းမြန်မာတလေဆိုတာကိုမိမောင်းထိုးပြနေတာပါဒါကသူတို့ရဲ့ဒီတန်းအခန်းကန်တာကိုပို့ပြီးခိုင်မာစေတာပေါ့အဲ့တော့အဓိကအချက်ကသူတို့ကိုဥဆုံးသားအသီးလို့တုံ့နှုံထားတာပဲဖြစ်ပါတယ်ကဲအခုတစ်ခါမှာတော့နောက်တစ်ဖက်ကအမြင်ကိုကြည့်ကြရအောင်ဒီအမြင်ကတော့သူတို့သူမီးဆိုတာဘသူဖြစ်မလဲဆိုတဲ့အပေါ်မှာလုံးဝကိုကွဲပြားခြားနားတဲ့ပုံစံတစ်မျိုးကိုတင်ပြထားပါတယ် ဒုတိယအမြင်ရဲ့အထောင်အထားတွေကိုအသေးစိတ်မလေ့လာခင်မှာအခုဒီမှာပြောထားတာကအဲ့ဒီအမြင်တစ်ခုရဲ့အခြေခံကြတဲ့ကွဲပြားခြားနားမှုကိုရှင်းရှင်းလင်းလင်းခြုံပြီးဖော်ပြထားတာပါပဲဒီအမြင်ရဆိုရင်တော့ယေရုရှလင်မြို့တက်နဲ့သူ့ရဲ့မျိုးနွယ်ဆက်ဆက်စုကိုစာသားအတိုင်းတိုက်ကြိုက်မယူဆတော့ဘူးဒါတွေအားလုံးဟာတစ္ဆာရှိတဲ့ယုံကြည်သူအတိုင်းဝိုင်းတစ်ခုလုံးကိုကိုစားပြုတဲ့သင်္ကေတလေးပဲလို့ရှုမြင်ပါတယ်ဒီအမြင်ကိုထောက်ခံတဲ့သူတွေကသမန်တော်ရှင်ပေါလုကိုကိုးခါကြတယ်ဘာဖြစ်လို့လဲဆိုတော့ သူကကဘာမကုန်းခင်အချင်းအတော်ကြာကားတွေကဂေါရင်သူမျိုးကယုံကြည်သူတွေကိုအခုလိုမျိုးပြောခဲ့ဖို့လိုပါပဲ။ဒါမှတော်တော်လေးစဉ်းစားစရာကောင်းနေမင်းဟုံးတစ်ခုကိုမွေးထုတ်လိုက်ပါရက်။တကယ်လို့ဒါအဲ့ဒီကုန်းဘုတ်ကသူ့စကားကိုနားထောင်နေတဲ့သူတွေရဲ့အတွက်ရဖို့မြင့်ထိနိုင်မှုဆိုရင်ရှင်ပေါလုကဘာလို့များထိန်းများစိတ်ဆက်ချင်းဆိုတဲ့စကားလုံးကိုတုံးခဲ့မှလဲ။ ဟေဘရိုချန်ကဒီချန်ကွယ်ကလည်းအလွန်အရေးကြီးပါတယ်။သူကပါကိုယူနေလဲဆိုတော့တမောင်းခေကသစ္စာရှိသူတွေဟာဓမ္မတိခေယုံကြည်သူတွေနဲ့အတူတကွဆွန်လင်ချင်းကိုရောက်ရှိကြတယ်လို့ဆိုလိုနေတာပါ။ဒါကသူတို့အားလုံးအတော့ကန်ကြမတစ်ခုတည်းရှိတယ်ဆိုတဲ့သဘောကိုသက်ရောက်စေပါတယ်။ဆိုတော့ဒီမြေအဓိကအနစ်တရားကတရားမျှတမှုပါပဲ။ခရစ်တော်ကျွတ်တူညီတဲ့ဆွန်လွန်အနစ်နာခံလို့ကိုပြုတ်ဟဲ့ရင်တူညီတဲ့ဆွန်လွန်နဲ့ထိုက်တန်တယ်ဆိုတဲ့အချက်ပါပဲ။ ကဲဒါဆိုရင်ဒီသဘောထားကွဲလဲမှုရဲ့တကယ်အဓိကချက်ကဘာဖြစ်မလဲတကယ်တော့ဒါဟာအတိပယ်ဖွင့်ဆိုပုံနဲ့ဆိုင်တဲ့အဓိကမင်းခွန်းတချို့အပေါ်မှာပဲမူတည်နေပါတယ်ဒီမင်းခွန်းတွေကိုကြည့်လိုက်ရင်ဒီအညူးမမှုကသူတို့သမီးဟာဘာလုပ်လဲဆိုတော့မင်းခွန်းချကူတဲ့အတော့မဟုတ်တော့ဘူးဆိုတာတွေ့ရပါလိမ့်မယ်အမန်တော့ဒါဟာကျန်းစာကိုကျွန်တော်တို့ဘယ်လိုဖတ်တယ်လဲဖျားသခင်ရဲ့တရားများတမှုနဲ့ဂုံပြုချင်းလိုမျိုးအယူဆတွေကိုဘယ်လိုနားလည်တယ်လဲဆိုတာ ਨੇ ပိုးပြီးသက်ဆိုင်နေပါဗါအဆုံးမှာတော့ဘယ်အတိပယ်ဖွင့်ဆိုချက်ကိုပဲပိုးပြီးယုံကြည်တယ်ဖြစ်စီ ဒီလိုအမြင်ကွဲပြားမှုတွေက ကျွန်တော်တို့ကိုပြန်လည်စဉ်းစားဖို့ဖိတ်ခေါ်နေပါပါတယ်။အထင်ပြင်ဆင်ထားခြင်း၊တစ္ဆာစောင့်တီးခြင်းပြီးတော့သမိုင်းအဆက်ဆက်ကိုဖြစ်တန်းလာတဲ့ဒီကြီးကျယ်တဲ့ဆက်လင်းကြီးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ရခြင်းဆိုတာဘယ်လိုအတိတ်ပဲရှိသလဲဆိုတာကိုပေါ့။